ဒီကနေ့ဇွန်လ10ရက်တနင်္ဂနွေနေ့အတွက်မော်လဝတ္တာခမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမောက်တုံးလေအကောင်းလာတာနဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်မနက်ဖြန်ဇွန်လ9ရက်နေ့ကနေ15ရက်နေ့အထိကချင်ပြည်ကလွယ်ပြီးပြည်နယ်နဲ့တိုင်းအားလုံးတို့မှာနေရာစစ်စစ်ကနေနေရာနှံပြမိုးထချုံရွာက နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ဒီကနေ့ညနေထိနေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာကွက်ကြားကချင်ပြည်နဲ့ကရနီကရပြည်တို့မှာနေရာကြကြချင်းပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာဆက်စစ်ကျန်ပြည်နယ်နဲ့တိုင်းတို့မှာနေရာနယ်ပြောင်မိုးထစ်ချုံရွာနိုင်ပြီးရွာရံရှားနှုံးပြည့်ဖြစ်ပါတယ်။ကရင်ပြည်မွန်ပြည်ရန်ကုန်တိုင်းအေရဝတီတိုင်းနဲ့တရနာတိုင်းတို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးချမ်းမင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအနည်းငယ်ကနေအာအသင်တင်ရှိနေပါတယ်။မြဝကျမမော်တမာခွေမွန်တရင်နာရီကံဝင်တဲ့ရှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာတခါတည်းရမုတ်တက်လေပြင်များကြာရောက်ပြီးလှိုင်းအသင်တင်ကနေလှိုင်းကြီးနိုင်မှာဖြစ်ပြီးချမ်းမြမပင်လယ်ပြင်မှာတော့လှိုင်းအသင်တင်ရှိပါမယ်။လှိုင်းမြမမြဝကျမ မော်တမာခွေမွန်တနင်္လာရီကံဝန်တန်တျောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာရှစ်ပေကနေဆယ်ပေကနေရခိုင်ကံဝန်တန်တျောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာ၆ပေကနေရှစ်ပေကရှိနိုင်ပါတယ်။